မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့အစာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြန်မာဒီမိုကရေစီခီးနှင့်သူရဦးတင်ဦးစာအုပ်တဲကညိုတေကြီးစွာဖြင့်ဖန်စီစစ်စေးအပြစ်ပေးရန်ဦးနေဝင်းတို့အကြံဆိုတဲ့စာလေးဖြစ်ပါတယ် ထိုချိန်မှာကျွန်တော်အပေါ်တွင်အညိုတေကြီးမားစွာဖြင့်မူခင်းလို့တရားဆိုရန် စီမံဆောင်ရွက်လာကြပါတယ်။ကျွန်တော်ကိုတက်မတော်မှဗိုလ်ကြီးအဆင့်ရှိသူအရာရှိတဦးကအီမာလာယုခေါ်ယူသွားပါတယ်။1986ခုနှစ်စက်တင်ဘာလ3ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်ကိုလာခေါ်စဉ်ကယခုနေထိုင်တဲ့အိမ်မှာဖြစ်ပါတယ်။ထိုစဉ်ကကယခုနေထိုင်သော အိမ်မှာအပေါ်တစ်ထပ်ပဲရှိပါသေးတယ်။ အောက်ထပ်ကဘာမှမရှိသေးဘန္ဓုကပလာမြေမှွေရာဆိုသောစလေဥပုံညာရဲ့ဇာသားအတိုင်းမြေကြီးတသက်ပဲရှိပါသေးတယ်။သို့သောကျွန်တော်ကအစိုးရပေးသောအိမ်၌လေးလနေခွင့်ရှိပါလျက်မနေဘူးဆိုပြီး ယခုအိမ်ကို မပြီးသေးပဲနဲ့ပြောင်းဆင်းလာခဲ့ခြင်းဖြစ်ပါတယ်။ထိုစဉ်ကဝန်ကြီးချုပ်ဗိုလ်ချုပ်စေဝင်းကတော့ပြောပါသေးတယ်။ကိုတင်ဦး ခမနိုင်ငံတော်ကပြေးတဲ့အိမ်မှာလေးလာတိတိနေခွင့်ရှိပါတယ်ဗျာအိမ်စစ်မပြီးသေးရင်မပြောင်းပါနဲ့哦သို့သောကျွန်တော်ကမနေပဲဇုတ်ပေပြီးဆင်းလာခဲ့ခြင်းဖြစ်ပါတယ်ရေနဲ့မီမရသေးတော့လဲပြောင်းပြီဆိုပြီးပြောင်းလာခဲ့သေးပါတယ်ကျွန်တော်ကိုအိမ်မှာလာခေါ်သူမှာဗိုလ်ကြီးတူဦးဖြစ်ပါတယ်စစ်ထောက်လိုင်းတက်ကပါပဲ ဒီပုံကြီးမှာမျက်နှာစိမ့်ဖြစ်ပါတယ်မျက်နှာစိမ့်မှာပဲအစင်ပေးပါမယ်ကျွန်တော်နဲ့တိကျမ်းထားသူဆိုရင်အားတော်အားနာ ဖြစ်နေတော့မျိုးစစ်ထောင်လိုင်းရဲ့အပိုးကြီးကကျွန်တော်ကိုတွေးတော့တက်မတော်ပုံစံအလေးပြုပါသေးတယ်လေးလေးဆားဆားပြောဆိုဆက်ဆံပါတယ်သူကဒီလိုပြောပါတယ်ဘိုးချုပ်ရဲ့ဝီးတို့ဘိုးချုပ်စိန်ဝင်းကအစည်းအဝေးရှိလို့ခေါ်ခိုင်းလို့လာခေါ်ရတာပါခိတခဏလောက်လိုက်ခဲ့ပါတယ် ဒီတော့ကျွန်တော်ကငါ့ကိုကာကွယ်ဝင်ကြီးအဖြစ်က ထုတ်ပယ်လိုက်ပြီးပြီငါလည်းဝင်ကြီးအဖွဲ့ဘာမှမဆိုင်တော့ဘူးပါတီစည်းကမ်းထိန်းသိမ်းအဖွဲ့အမိန့်နဲ့လဲပါတီကပါ တခါတည်းထုတ်ပယ်ပြီးပြီကွာဒီတော့ဥစိန်ဝင်နဲ့လဲငါဆက်အလုပ်လုပ်စရာအကြောင်းမရှိတော့ဘူးစစ်ဘောကမဟုတ်ပါဘူးဒီလိုသဘောမျိုးပြောတာမျိုးမဟုတ်ပါဘူးဘိုးချုပ်ရာထူးလက်ရှိတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကလှုပ်ဆောင်ခဲ့တဲ့ကိစ္စများနဲ့ပတ်သက်လို့ ဆက်လက်သိရှိလိုတဲ့အကြောင်းအရာများကိုဝန်ကြီးချုပ်ဗိုလ်ချုပ်စိန်ဝင်းကမေးမြန်းလိုတဲ့အတွက်ခေါ်တာပါခင်ဗျာ။ဒါဆိုလဲလိုက်ရတာပေါ့ကွာ။ဒီလိုကျွန်တော်ကိုပျော်ပြီးလာခေါ်သောစစ်ဘုံနဲ့အတူလိုက်ရန်လိုအပ်သည်ကိုပြင်ဆင်လိုက်တယ်။အမလည်းခဏလိုက်ခဲ့ဖို့ပြင်ဆင်ပါဦး။လိုအပ်သမျှကူညီဆောင်ရွက်ပေးဖို့ပါတဲ့။ဒီတွင် ကျွန်တော်ကောင်းစွာသဘောပေါက်သွားပါပြီထို့ကြောင့်စစ်ဘုတ်ကိုပြောလိုက်ပါတယ်မင်းတို့ဟာကလာဖမ်းတာမဟုတ်လားဖမ်းရင်လည်းဖမ်းတယ်ပြောစမှာကွာ မဟုတ်ပါဘူးဗိုလ်ချုပ်ရဲ့အမကလည်းမိမင်းညာရှိတဲ့ကိစ္စလေးတွေရှိနေသေးလို့ပါကျွန်တော်ကငါတို့အိမ်မှာငါမိန်းမရဲ့အမနဲ့အသားဆက်လေးနှစ်အရွယ်ကြံခဲ့မယ်ကွာအိမ်မှာအိမ်ပေါ်မင်းကလေးတူးပဲကြံမယ်သူကလည်းလူကြီးမရှိရင် ဘာမှလှုပ်တတ်ကြိုင်နေမှာမဟုတ်ဘူးအဲ့ဒီတော့ငါမီးဇနီးရဲ့အမအကိုတော့ထားခဲ့ပေါ့ကျွန်တော်ကဒီလိုပြောလိုက်တော့လာခေါ်တဲ့စစ်ဘူကမီးကိစ္စဘာမှမပြောပဲခဏလေးမီးမှန်မီးပြန်လော့มาပါလို့ပြောပါတယ်ဒိုနေကကျွန်တော်ကို ကျွန်တော် အိမ်ကကားနဲ့ပဲခေါ်သွားပါတယ်ကားထဲမှာလာခေါ်တဲ့စစ်ဘူပါလာပါတယ်ကျွန်တော်ဇနီးနဲ့သူ့အမကိုခေါ်တဲ့အကြောင်းအိမ်မာတော့က ဘာမှမပြောတော့လဲကားပေါ်ရောက်မှပင်စစ်ဘိုးကဘိုးရုပ်ကတော်နဲ့အမကိုလည်းအနေငယ်စစ်မေးစရာ ရှိသဖြင့်ခေါ်ရခြင်းမှာဟု ပြောလေတော့လေကျွန်တော်ကမင်းတို့ကငါ့ကိုပွန့်လန်လန်ပြောစားမှာကွာငါ့ကို ခေါ်လာတာစစ်ဖို့စေးဖို့ခေါ်လာတာမလားအခုမင်းတို့ကပြောတော့ဝင်ကြီးချုပ်ဘိုးချုပ်စင်ဝင်းကခေါ်တယ်လို့ပြောတယ်ဒါဝင်ကြီးချုပ်အိမ်သွားရမယ့်လမ်းမဟုတ်ဘူးကွာဒီလမ်းက အင်းစိန်ကျင်းထောင်ကိုသွားတဲ့လမ်း CID ထူးတက်ဖွဲ့သွားတဲ့လမ်းမဟုတ်ပါလားဒီတော့မှလာခေါ်တော်စစ်ဘုကဟုတ်ပါတယ်ဗိုလ်ချုပ်ရယ်ကျွန်တော်တို့မင်းမြန်းစရာလေးတွေရှိလို့လာခေါ်ရတာပါကျွန်တော်ကဒီလိုဆိုလဲပုံမလလင်ပြောသွားမှာကွာငါလိုက်ခဲ့မှာပေါ့ထုံလေးကကျွန်တော်ကိုအင်းစိန်ကိုခေါ်သွားရေး CID အထူးစုံစမ်းထောင်လိုက်ဝင်းအတွင်းကအိမ်အိမ်အပေါ်ရက်ကိုရောက်သွားပါတယ် အိမ်မှာကျွန်တော်လာမီဆိုပြီးပြုပြင်ထားဟန်ရှိပါတယ်။ဇပွဲကလထိုင်းဆိုဖာနဲ့တက်တောင်တက်သာနေထိုင်စကားပြောနိုင်ရန်စီစဉ်ထားပုံရပါတယ်။ထိုအချိန်မှာကျွန်တော်သတီးဒေါက်တာတင်မိုးဝင်နဲ့သူ့အမကိုတခြားကားတစ်စီးဖြင့်တနေရာကိုခေါ်ဆောင်သွားပါတယ်။ထိုစဉ်ကကျွန်တော်ကိုလာမီသောစစ်ဘိုးပြောသည်မှာဘိုးချုပ်ရဲ့စိတ်မရှိပါနဲ့ဘိုးချုပ်မီးနဲ့အမကို စစ်မေးစရာလေးတွေရှိလို့တနည်းအားကိုခေါ်သွားပါတယ်။အဲ့ဒီမှာကျွန်တော်ကထောင်ငွေဒေါ်လာထွက်သွားတယ်။ဒီလိုဆိုရင်ကွာ အိမ်မှာငါသားလေးရဲ့အိမ်မော်မိန်းကလေးနဲ့နှစ်ယောက်တည်းကြံနေတော့မယ်။ဘလို့လောက်ကြရမှာလဲ။သူတို့ဘလို့လောက်စားမလဲ။ဘလို့လောက်နေမှာလဲ။လူကြီးတယောက်ကွက်ကဲဖို့လုံနေပြီ။အဲ့ဒီကိစ္စကျွန်တော်ပြန်တင်ပြပေးပါမယ်။ဒီလုံနဲ့အင်းစိန်ရဲအထူးသတင်းတပ်ဖွဲ့ CID ကို ခေါ်သွားရောက်တဲ့ ခါဘို့လို့ရဲမင်းဝဲညာရှိတာလေးကမေးမရစီ CND ရာရှိအရဲဝုအရဲစားနဲ့ပုံကူများကအစစ်စေးမေးမြန်းပါတော့လေ CND ရာရှိက ပြောပါတယ်ဘို့လို့ရဲဒီရက်တော်တွင်းမှာဘို့လို့အိမ်ကိုဘသူတွေလာတယ်လဲအမှန်ကကျွန်တော်ယာရုပြုတ်ပြီးကျွန်တော်အိမ်ကကင်းတက်ဖွဲ့ကိုဖြုတ်လိုက်စင်ဘသူတွေလာတယ်လဲကျွန်တော်လည်းမမှတ်မိဘူးလာတော့လာကြတယ်ဘသူတွေလာကြတယ်လဲဆိုတော့ကျွန်တော်အတိုင်းမှုတွေတဲက PSO ကိုရေးရာရှိတွေလာကြတယ်။သူတို့မှာကျွန်တော်ရာထူးပြုတ်ဒီကို ကြားသည့်အခါ အလွန်မေစိတ်မကောင်းဖြစ်ပုံရပါတယ်။ယခုကဲသို့တမတော်မှအစံလာကြီးခဲ့သောကာကွယ်ဦးစည်းချုပ်လိုပုံကူမျိုးကိုရာထူးကအလွယ်တကူဖြုတ်ချခြင်းခံရသဖြင့်တမတော်မှစစ်မတိုက်ရပဲနဲ့ဘုံချုပ်ကြီးတူကြဆုံးသွားခြင်းဖြစ်ပါတယ်။ကိုအချင်းချင်းလက်ချက်ဖြင့်ကြဆုံးရခြင်းဖြစ်သောနင်းနာလာကြောင်းကျွန်တော်တို့ ဗိုလ်ချုပ်ကြီးသည် မှန်ကန်သော လုပ်ရမ်းများကို လုပ်ဒီကိုကျွန်တော်တို့အသီးဆုံးတိုင်းမှုတွေက ပြောခိုင်းလိုက်သည်လေးတန်းကိုသူတို့ PSO ကိုရေးအရာရှိတွေကကျွန်တော်ကို လာပြောကြပါတယ်အမှန်ရင်ဘာမှမလုပ်ခဲ့သောဥသိချုပ်ကိုယခုလိုရာထူးဖြုတ်ချလိုက်သဖြင့်မခံမရနိုင် ဖြစ်သွားကြသည်ဟုပြောပြကြပါတယ်တိုင်းမှုတွေတဲကဗိုလ်ချုပ်ခင်အောင် ဝန်ကြီးကြီးလှပြီဘုရုပ်ထွန်းကြီးကုံသွေးဝင်ကြီးမဟုတ်ထိုသူတို့ထံက PSO တွေလာကြပါတယ်ကျွန်တော်ကယခု CI နေအရာရှိတွေမေးမြန်းတော့ခါကျွန်တော်ထံသို့ PSO များလာကြသည်ကိုနာမည်ဖြင့်မပြောလာတော့ရှိတယ်အများကြီးပဲ PSO တွေလည်းပါတယ်နာမည်တော့အမှန်ပြီးတော့ဘူးကွာဟိုပြန်ပြောပါတယ်ထိုစဉ်က ကျွန်တော်နဲ့အရင်ဒီဆုံးဒေါက်တာအောင်ခင်ခွဲစိတ်ပါရဂူဆိုသည့်ပုဂ္ဂိုလ်ရှိပါတယ်သူက ယခုတော့မကြာမီကပင် ကွယ်လွန်သွား၏အတုပလိုက်ပို့ရပါသေးတယ်။ကိုအောင်ခင်းနဲ့ကျွန်တော်တို့တည်တွန်းကြသည်မှာရခိုင်ပြည်နယ်တွင်ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကလေးကဖြစ်ပါတယ်။ဒေါက်တာအောင်ခင်းကဗမာအိတ်တလဲဆိုရင်စစ်တွေမျိုးစေယုံကြီးရင်ခွဲုံအနောက်ဆောင်အဆောက်ဦးတွင်မှအိတ်ပါတယ်။လူသေးလောင်းလေထားသောအဆောက်ဦး၌သူ့အတွက်အိတ်ခန်းကလေးရှိပါတယ်။အဲ့ဒီအိတ်ခန်းမှာညာတိုင်းအိတ်ပါတယ်။ညကျရင်သူကစီချမ်းဆောက်ဦးကိုဖတ် စာအုပ်တွေကညညသည့်အတိုင်းအရာကထိုက်လူတွေအလောင်းတွေကိုခွဲစိတ်ပါတယ်တွေ့ရှိသမျှရဇတ်တွေကိုမှတ်တမ်းပြန်ယူပါတယ်ထို့ကြောင့်ဒေါက်တာအောင်ခင်က FRCS ခေါ်စေပညာပွဲလူကို အသက်ငယ်ငယ်နဲ့စုခူးနိုင်ခဲ့ခြင်းပဲထိုစဉ်ကစစ်တွေမှာဒေါက်တာအောင်ခင်ကလူပြိုးကျွန်တော်ကလည်းလူပြိုးစိုက်ပျိုးရေးအရာရှိတဦးကလည်းနာမည်မေ့နေပါပြီသူလည်းလူပြိုး ပြီးတော့ရှေ့နေကိုကြည်ဝင်းကလည်းလူပြို ရခိုင်မှာကျွန်တော်တို့လူပြိုလူလို့၄ဦးအထူးပင်သူတော်အချင်းချင်းသတင်းလွှဲလွှဲပေါင်းဖက်နေခဲ့ကြဥပါတယ်။သွားရင်အတူတူလာရင်အတူတူလဲပတ်ရင်အတူတူအရက်တော့ရင်အတူတူကိုအောင်ခင်ကအရက်မတော့ပါဘူး။စိုက်ပျိုးရေးကမိတ်ဆွေကလည်းအရက်မတော့ပါဘူး။ကျွန်တော်နဲ့အရှိနေကိုကြည်ဝင်းတို့သာအရက်တော့ကြပါရယ်။ယခုဘ ਹੁ တရားယုံကျုပ်ရှိနေသည့်ဦးကြည်ဝင်းပါပဲ။ ။ဒီနေ့ကပင်အုတ်တွင်းမြို့သားစိုက်ပျိုးရေးငွေချင်းနဲ့ကျွန်တော် တွေ့ဆုံခဲ့ပါသေးတယ်။ NLD အောင်နိုင်ရေးအတွက် ကျွန်တော်အုတ်တွင်းမြို့ကိုရောက်တဲ့အခါသူ့ကို တွေ့ခဲ့ပါသေးတယ်။အိုတော့အိုရှာပြီ။ဟာခမားရှိသေးတာကိုဟု ပြောပြီးဝမ်းသာအားရနှုတ်ဆက်ပါသေးတယ်။သူကကျွန်တော်ကြမ်းမာနေပါသေးတယ်တဲ့။ CIN ကရာရှိက ကျွန်တော်ကိုမေးတဲ့အခါပြန်ဖြေခဲ့ပါတယ်။ ကျွန်တော်ယာရုပြုတ်ပြီးအိမ်ငူလာတဲ့မိတ်ဆွေတွေရောင်းရင်းငယ်ချင်းတွေအပေါင်းအသင်းတွေတပည့်တပန်းတွေအများကြီးပဲမမှတ်မိတော့ဘူးဒီတော့သူကဆက်ပြီးမိကွန်ထုတ်ပြန်ပါတယ်အဲ့ဒီလိုဗိုလ်ချုပ်အိမ်ကိုလာတဲ့လူတွေထဲမှာလူကြီးတွေကတယောက်လာတယ်မဟုတ်လားသူ့မိကွန်ကိုကြားပြီးစဉ်းစားလိုက်တဲ့အခါသတိရပါတယ်ဒေါက်တာမောင်မောင် လာပါတယ်ဒေါက်တာမောင်မောင် ကျွန်တော်အိမ်လာဒီကိုပြောလိုက်ရင် သူတို့မိကိုကြွက်ရှက်လိုက်ပြီးဒေါက်တာမောင်မောင်ကို စစ်ဆေးမေးမြန်းကြအောင်မယ်ထင်ပါတယ်ဒေါက်တာမောင်မင်းနဲ့ကျွန်တော်အတော်ပင်ရင်းနှီးပါတယ်အထူးသဖြင့်ဂျပန်ခေတ် BDA ဗမာကာကွယ်တပ်မတော်ခင်မှာ batch အဆင့်ကအထက်အောက်ပဲကိုဒေါက်တာမောင်မောင်ကသိစိတ်ကောင်းရှိပါတယ်ထို့ပြင် legal sense တရားမျှတမှု စိတ်သက်ရှိသူဖြစ်ပါတယ်တဖန်ပြန်ပြောရရင်ကျွန်တော် ကာကွယ်ဥပဒေချုပ်မဖြစ်မီတိုင်းမှုဘွားကမိမိတိုင်းမှမဟုတ်တခြားတိုင်းကပြည်သူနဲ့တက်မတော်ကြာဖြစ်ပေါ်သောအယူခံမှုများကိုကြားနာခဲ့ရပါတယ်။ထိုစဉ်ကပင်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နဲ့အတူတူလှုပ်လှော်ရသောကြောင့်ယင်းနီးခဲ့ပါတယ်။ဒေါက်တာမောင်မောင်ထံမှလော်တရားဥပဒေနဲ့ပတ်သက်သောဗဟုသုတတွေအများကြီးရခဲ့ပါတယ်။သူနဲ့စကားပြောသည့်အခါ၌ဒေါက်တာမောင်မောင်မှအလွန်မင်း ဗဟုသုတကြွယ်ဝသောသူဖြစ်သောကြောင့်တောင်းသည့်အကြံဉာဏ်လည်းအမြဲပင်ရပါတယ်။ပညာရပိုင်းဆိုင်ရာတွင်အတော်ပင်ကျွမ်းကျင်လိမ္မာသူတို့ဖြစ်ပါတယ်။ဒေါက်တာမောင်မောင်ကကျွန်တော်ထမကုံချမ်းလိုချင်နေပါတယ်။စစ်နှင့်ပတ်သက်သမျှဗဟုသုတအတွေ့အကြုံများကို သူရေးနေသောစာအုပ်တားမောင်စစ်သည်သို့စသည့်အတွက်လိုချင်နေပါတယ်။ထို့ကြောင့်ကျွန်တော်ထံသို့မေးမြန်းပါတယ်။ ဒေါက်တာမောင်မောင်နဲ့ကျွန်တော်တို့ကြာပြန်လန်အလုပ်ကလေးတွေရှိနေကြပါတယ်။သူကတက်မတော်မှာဒီလိုဖြစ်ရင်ဘလို့လောက်ရသလဲဟုမေးတတ်ပါတယ်။ကျွန်တော်ကလည်းပြန်ဖြေပါတယ်။ကျွန်တော်ကလည်းဥရင်းနဲ့ပတ်သက်ပြီးမိမိမကြွမ်းကျင်သီတို့ကိုမေးမြန်းပါတယ်။အထူးသဖြင့်ဒေါက်တာမောင်မောင်နဲ့ကျွန်တော်တို့ဘယ်မှာပိုးရအလုပ်ဖြစ်သွားသလဲဆိုတော့မာရှယ်လောခေါ်စစ်ဥတွေဖြင့်အုပ်ချုပ်ရသည့်အခါဖြစ်ပါတယ်။1984ခုနှစ်ဥတန်ဇာပနအေးခင်းကြီးဖြစ်ပြီ ကာကွယ်ဝင်ကြီးဌာနနဲ့တမရောကာကွယ်ဦးစီးချုပ်ဖြစ်သောကျွန်တော်ကိုမာရှယ်လောတက်မှုခန့်ဒီက မာရှယ်လောကိုကျွန်တော်ကမလုတ်တက်မကင်တက်ဖြစ်နေတာကြောင့်ဥပဒေပညာရှင်ဒေါက်တာမောင်မောင်ကိုချင်းကပ်ရပါတယ်ဥပဒေစာအုပ်ထဲမှာတော့မာရှယ်လောစစ်ဥပဒေကိုဖတ်ဖူးပါတယ်သို့တော့တကယ်လက်တွေ့တွင်ကကျွန်တော်မှာအဲ့ဒီမာရှယ်လောဆိုတာကြီးကိုဘယ်ကစ၍ကင်ရမှန်းမသိဖြစ်နေပါတယ်ဤတွင်1984ခုနှစ်ဥတ္တန်ဇာပနအရေးခင်း မာရှယ်လောဥပဒေထုတ်ပြီးနောက်တနေ့မှာဒေါက်တာမောင်မောင်ဒီကျွန်တော်အိမ်ကိုပေါက်ချလာပါတော့လေထိုစဉ်ကရန်ကုန်တိုင်းတွင်မာရှယ်လောစစ်ဥပဒေထုတ်ပြန်ခဲ့ပြီးနိုင်ငံတော်ကိုနောက်ဆက်ဖြည့်ဆည်းသူများ၏အန္တရာယ်မှကာကွယ်တားဆီးသောဥပဒေအမှတ်30ကမြင်းဆောင်ခါတို့ကိုလည်းထုတ်ပြန်ခဲ့ပါတယ်ကျွန်တော်အိမ်ဆုံးဒေါက်တာမောင်မောင်ရောက်လာပြီးမာရှယ်လောဥပဒေနဲ့ပတ်သက်၍လှုပ်ဆောင်မှုများကိုပြောပြသည်မှာတော်တော်ပင်ကောင်းပါတယ် ဒေါက်တာမောင်မောင်ကကုတင်းဦးရေခမားကိုတော့မာရှယ်လော့ကော်မန်ဒါအဖြစ်ခန့်လိုက်ပြီဒါပေမဲ့မာရှယ်လော့ဥပဒေကိုကင်တွယ်ဆောင်ရွက်ရမှာသတိထားရမှာက1984ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်နော်ခမားကဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းမလုပ်ဘဲနဲ့မာရှယ်လော့ဥပဒေအတိုင်းလုပ်မယ်ဆိုရင်တော့မရဘူးမဟုတ်ဘူးရတော့ရတယ်ဒါပေမဲ့တစ်ချက်တော့စဉ်းစားရမှာက constitutionally အတိုင်း ရရင်ရသလောက်လိုက်နာလုပ်ပါပြီးတော့ထုတ်ပြန်ထားပြီးဖြစ်တဲ့ဒီဇဲဥပဒေနဲ့ပတ်သက်တဲ့ဒီဇဲဥပဒေတွေထဲမှာပဲတချို့ကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာလည်းမူလဥပဒေရဲ့နဲ့အညီပဲလုပ်ပါ မာရှယ်လို့ဆိုပြီးတခါလဲပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ဗျာတဲ့ဥပဒေပညာရှင်ပြီးပြီးဒေါက်တာမောင်မောင်ကဒုံနေ့မှာကျွန်တော်ကိုပြောရှာပါလေကျွန်တော်ကလည်းသူပြောတာကိုတတိရပါတယ် ိတ်လဲသဘောကျပါတယ်။သို့တော်လဲခန့်နေဒီမှာဘာလဲဆိုတော့မာရှယ်လော့ကွန်မန်ဒါဖြစ်နေတာကြောင့်ကျွန်တော်ကအတိုင်းမူတတ်မှတ်မှုတွေဒေတာမှာရှိသောအဖွဲ့အစည်းအုပ်ချုပ်သူတွေအပေါ်မာရှယ်လော့ဥပဒေကိုစနစ်တကျကိုင်တွင်ရန်လုပ်ပိုင်ခွင့်ပေးလိုက်ရပါတယ်။ဒီနေရာမှာနေကထိုတတ်မှုတတ်မှတ်မှုဒေတာအာဏာပိုင်ဆိုင်ရာ အဖွဲ့အစည်းတွေကပုံကိုယ်တွေ မာရှယ်လောဥပဒေကိုကင်တွယ်ဆုံးဖြတ်ရမှာကျွန်တော်အားဥပဒေပညာရှင်ဒေါက်တာမောင်မောင်လာရောက်သတိပေးခဲ့တုန်းကလို့မလုံတော့ပါဘူးမာရှယ်လောဥပဒေက ပေးထားတဲ့အခွင့်အာဏာကို လက်ကုံသုံးဆွဲလောက်ကင်ကြပါတော့တယ်ဥပမာဖမ်းတယ်စီးတယ်ရုံးတင်စစ်ဆေးတယ်ဆိုသည့်အခါမှာ အမှုကို ခုခံပိုင်ခွင့်မပေးပါဘူးရှင်းနေရှေ့ရမှာပါပဲစစ်ဆေးအပြစ်ဒဏ်ချမှတ်တဲ့အခြေအနေဆိုးတွေဖြစ်ကုန်ပါတယ် ဒါတွေကတော့မာရှယ်လောဥရီမှာလုတ်တော့လုတ်ပိုင်ခွင့်ရှိပါတယ်။သို့သောဒေါက်တာမောင်မောင် ပြောသကဲ့သို့မာရှယ်လောဥပဒေကိုဒုံးဒီကြီးမသုံးမဲဥပမာအမှုခင်းဖြစ်လာရင်ခုခံပိုင်ခွင့်ရှေ့နေ၅ခွင့်ပေးတော့ပေးတဲ့ပါတယ်။အောက်ခြေကအရာတန်းတွေစီမှာတော့ထိုးသုံးမဖြစ်ပဲဖမ်းဆီးပြီးတာနဲ့ရုံမဲတစ်ထိုင် အမှုဆွဲအမှုကိုချက်ချင်းပြစ်ဒဏ်စီရင် နာမျိုးတွေအများကြီးဖြစ်ပွားခဲ့တာမှာစိတ်မချမ်းသာစရာတွေအများကြီးဖြစ်ခဲ့ပါတယ်။ထို့ကဲ့သို့လက်ထဲရောက်လာသော အာဏာကိုအကုန်သုံးလိုက်ဖြင့်နိုင်ငံတော်သမ္မတဥနေဝင်းဤသားဖြိုးဝေဝင်းသဘင်ရှိကိုစစ်ဖို့အမိန့်ဖြင့်ဒါမာဟေလောကဆိုပြီးအတင်းအဓမ္မဖျက်ပြင်းညှက်ပြစ်သည့်အမှုမျိုးပေါ်လာခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဇယိုက်အကျင့်က လှုပ်လို့ရပြီဆိုရင်လှုပ်ထည့်လိုက်ပါလေရှင်းအောင်တွေးတော့ညော်မြင်စဉ်းစားဆောင်ရွက်လေးမရှိပါဘူးတားမရအစီမရပြော့မရဆိုမရဒီလိုလူမျိုးတွေဖြစ်ပါတယ်လှုပ်ကင်ပြီးတော့မှသာဘာဖြစ်သွားပြီညာဖြစ်သွားပြီကေပါအောင်ကိုပါအောင်ဆိုပြီးရောက်လာတာအမေကေပါအဘကေပါတောင်းမှန်တိုးရှိုးရန်လေဝယ်မလေးတတ်ပါဘူးဒီမှာဒေါက်တာမောင်မောင် ပြောတဲ့ကိစ္စကိုလည်းပြန်ပြောပါဦးမယ် ေါက်တာမောင်မောင်ကကျွန်တော်အိမ်ကိုမကြခဏရောက်ရှိလာခဲ့ပြီးဦးနေဝင်းကကိုတင်ဦးကိုဘလို့ပြောလိုက်တယ်စသည်ဖြင့်ကောင်းတဲ့ငလေးများကိုလည်းလာပြောတတ်ပါတယ်ဒေါက်တာမောင်မောင်နဲ့ကျွန်တော်တို့အကြမှာဤကဲ့သို့အဆက်အသွယ်များရှိပါတယ်တခါကလည်းရှမ်းပြည်နယ်သို့ဦးနေဝင်းသွားစဉ်ဦးနေဝင်းကသဘောမတူပဲနဲ့ကျွန်တော်ကဒေါက်တာမောင်မောင်ကိုအတူခေါ်သွားခဲ့မှုပါတယ်သူစဉ်ကဘိုးချုပ်ကျော်ထင်ကပင်ပြောသေးတယ်ဒေါက်တာမောင်မောင်ကို ခေါ်မသွားနဲ့ဗျာသို့တော့ဒေါက်တာမောင်မောင်က သူ့လိုက်ခဲ့ခြင်းသည် ဟုပြောရင်ကျွန်တော်ကခေါ်သွားခဲ့တာလေရှိခဲ့ဥပါတယ်ထို့ပြင်ရစင်ရလိုက်တဲ့ပစ္စည်းများဝယ်ယူဝင်ရမည်ဆိုရင်လဲကိုတင်ဦးဒီပစ္စည်းကိုရှောက်လာတယ်မှာဟုလဲလာရောက်ပြောဆိုတတ်ပါတယ်ထို့ကြောင့်ယခုကဲ့သို့ CIND ရဲသတင်းတပ်ဖွဲ့အရာရှိတွေက ကျွန်တော်အိမ်ကို လူကြီးတဲကတယောက်လာတယ်မဟုတ်လားဟုမေးတဲ့အခါကျွန်တော်ကဟုတ်ပါတယ်လာပါတယ်လာတဲ့သူကဒေါက်တာမောင်မောင်ပါဟုပြောလိုက်ရင်သူတို့ကဒေါက်တာမောင်မောင်ကို ခေါ်ယူတွေ့ဆုံပြီးစစ်ဆေးမေးမြန်းသည့်ကိစ္စအများကြီးအလုတ်ရှုပ်သွားပါလိမ့်မယ်ထို့ကြောင့်ကျွန်တော်က CID ကအရာရှိတွေကို ကျွန်တော်အိမ်ကိုမသူမှမလာဘူးဘယ်လူကြီးမှလည်းမလာဘူးဟုဘူးခံပြီးညင်းလိုက်ပါတယ် ကျွန်တော်အိမ်ကိုရာရှိငယ်တွေတော့လာဒီကို မှတ်မိကြောင်းပြောပြလိုက်ပါတယ်ဤသို့အင်းစိန် CID ရဲတရင်တပ်ဖွဲ့မှမင်းမြရင်စစ်စင်းရင်ညက်နေပိုင်း9နာရီအချိန်ရောက်လာပါတယ် CID ကအရာရှိတွေကညစာထမင်းကျွေးကြတော့လဲကျွန်တော်မစားနိုင်ပါမနှက်စာလဲမစားပြေခဲ့ပါ နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးပေါ်ပြသွားအောင်မှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။